မင်္ဂလာပါခင်ဗျာရေကုန်ခေတ္တကနေဒီနေ့လည်းကင်းသတင်းတင်ကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာ PJ နိုင်ငံကူးလက်မနဲ့ပြပထွက်ခွာမဲ့အလုသမားတွေအားလုံးဟာဒီကနေ့မတ်လ18ရက်နေ့ကစပြီးစစ်ကောင်စီရဲ့ခွင့်ပြုချက်မရှိဘဲပြပထွက်ခွင့်မရှိတော့ဘူးလို့ဆိုပါတယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကင်ထားပါတယ်ဆိုတဲ့အကြမ်းဖက်စစ်ကောင်စီဟာအရခတတော်အေးအေးသိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်ကမြို့နယ်တွေမှာဘလို့တက်ရောက်မှုမှမရှိတော့ဘဲ လက်ရှိရခိုင်ပြည်နယ်ရေပိုင်နယ်ထဲဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ငါးဖက်သမား22ဦးကိုအရကတတော် AA ကတာထိမ့်သိမ်းဓာတ်တွေပြန်လွတ်ပေးတာတွေနဲ့နေဆက်ဖြတ်ကျော်ကိစ္စတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အာဏာပိုင်တွေနဲ့အတူပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့သတင်းပါဝင်ဒီကနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာပြည်ချင်းနိုင်ငံကလက်မှတ်နဲ့ပြပထွက်ခွာမဲ့အလို့သမားတွေအားလုံးဟာဒီကနေ့မတ်လ18ရက်နေ့ကစပြီးစစ်ကောင်စီရဲ့ခွင့်ပြုချက်မရှိဘဲပြပထွက်ခွင့်မရှိတော့ဘူးလို့ ပြည်ပလုပ်ငန်း agency တွေကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့စစ်ကောင်စီရဲ့အလို့သမားဝင်ကြီးဌာနကနေမက်လာ၁၀ရက်နေ့ကထုတ်ပြန်ထားတဲ့အမိန့်ကြေညာချက်ဟာဒီကနေ့မက်လာ၁၉ရက်နေ့မှာစတင်အသက်ဝင်လာတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုစစ်ကောင်စီရဲ့ကြေညာချက်ထက်ကအတိုင်းမြန်မာနိုင်ငံကပြည်ချင်းနိုင်ငံကလက်မှတ်နဲ့ပြည်ပထွက်ခွာမဲ့အလို့သမားတွေအလုံးဟာသူတို့စစ်ကောင်စီရဲ့ခွင့်ပြုချက်မရှိဘဲပြည်ပထွက်ခွင့်မရှိတော့သလိုအကယ်လို့ပြည်ပထွက်အလို့လုံမဲ့အလို့သမားတွေအလုံးဟာ စစ်ကောင်စီရဲ့အလို့သမားဝင်ကြီးဌာနစီမှာအ ਨੇ စုံ9ရက်ကြုံပြီးခွင့်ပြုချက်တောင်းရမှာဖြစ်တယ်လို့လည်းပြည်ပအလုတ်ကိုင်းအေဂျင်စီတွေကပြောထားပါတယ်။အဲ့ဒီအတွက်အရင်လုံးမြန်မာနိုင်ငံကနေပြည်ပထွက်အလုတ်လုတ်မဲ့အလို့သမားတွေဟာ OWIC ကနိုင်ငံကူးလက်မှတ်လေရင်လက်မှတ်ရှိရုံနဲ့တော့ပြည်ပထွက်လို့မရတော့ပဲ။စစ်ကောင်စီရဲ့အလို့သမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုမဖြစ်မနေတောင်းရတော့မှာဖြစ်တယ်လို့ သူတို့ခွင့်ပြုချက်ရမှတာတွားရမှာဖြစ်ပြီးသူတို့ခွင့်ပြုချက်မရရင်တော့လေစိတ်ကနေပေးမထွက်ပဲပိတ်ထားမှာဖြစ်တယ်လို့ပြည်ပအလုတ်ကိုင်အေဂျင်စီပိုင်ရှင်တဦးကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကင်ထားပါတယ်ဆိုတဲ့အချက်ဖက်စစ်ကောင်စီဟာအာခတတော်အေအေသိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်ကမြို့နယ်တွေမှာဘလို့တက်ရောက်မှုမှမရှိတော့ပဲလက်ရှိရခိုင်ပြည်နယ်ရေပိုင်နက်တဲ့ဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ငါးဖန်သမား21ဦးကို အာရကတော်အေကသာထိမ့်သိမ့်ဓာတ်တွေပြန်လွတ်ပေးတာတွေနဲ့နေဆက်ပြတ်ကျော်ကိစ္စတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အာနာဘိုင်တွေနဲ့အတူပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။လက်ရှိရခိုင်ပြည်နယ်ရေပိုင်နယ်ဖြစ်တဲ့ဘူးတီတောင်မောင်တော်ဒေတာမှာတရားမဝင်နေဆက်ပြတ်ကျော်ပြီးအချိန်ချင်းဝင်ရောက်ငါဖမ်းနေကြတဲ့ဘင်္ဂလားဒေ့ရှ်ငါဖမ်းသမားတွေအရေးနဲ့ပတ်သက်ပြီးပူးပေါင်းဖြေရှင်းဆောင်ရွက်လိုတယ်လို့အာရကတော်အေက ပြောဆိုပြီးတဲ့နောက်မှာပဲဘင်္ဂလားဒေ့ရှ်ငါဖမ်းသမား22ဦးကိုအေအေကပြန်လွတ်ပေးလိုက်တာပါ။ ဲ့ဒီလိုအာရခတ်တော်အေအေကပြန်လွတ်ပေးလိုက်တဲ့ဘင်္ဂလားဒေ့ရှ်ငါးဖက်သမား22ဦးဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေဂျာဆောင်အာနာဘိုင်တွေကအေအေရဲ့တာဝန်ရှိတဲ့သူတွေနဲ့တွေ့ဆုံပြီးနေဆက်ဖြတ်ကျော်အရေးကိစ္စကိုအတူတကွဖြေရှင်းခဲ့ကြတယ်လို့လေအာရခတ်တော်အေအေရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်တုခကပြောထားပါတယ်။ဒါအပြင်အဲ့ဒီလိုမြန်မာဘင်္ဂလားဒေ့ရှ်နေဆက်မှာနောက်ထပ်ဖြစ်ပေါ်လာမယ့်တရားမဝင်နေဆက်ဖြတ်ကျော်တဲ့ပြဿနာတွေကိုလေအာရခတ်တော်အေအေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အတူတူကပူးပေါင်းပြီးထိတိယယောက်ဖြည့်ရှင်းမှုမျှော်လင့်ထားပါတယ်လို့လည်းအေရဲ့ပြောခွင့်ရဥခိုင်တုခကမတ်လ15ရက်နေ့ကပဲထုတ်ပြန်ပြောဆိုထားပါသေးတယ်ခင်ဗျာတဖက်မှာတော့အကျန်းဖက်စကောင်စီတက်ကမန္တလေးတိုင်းအတွင်းမှာရှိတဲ့မြို့နယ်တွေမှာလူငယ်တွေရဲ့မိဘအုပ်ထိန်းတဲ့သူတွေကိုရက်ွက်ယုံခေါ်ပြီးတော့ကိုယ့်ရဲ့တားပစ်သူတွေစစ်မှုထမ်းဖို့မဲရီနှိုက်ခိုင်းနေပြီးမဲပေါက်တဲ့လူငယ်တွေကိုစစ်တဲခေါ်သွင်းလိုက်ကြပြန်တယ်လို့ဒေသခံပြည်သူတွေကရင်ကုန်ခစ်တွေကိုပြောပါတယ်ဒါကတော့မန္တလေးတိုင်းမှာ မတ်လ12ရက်နေ့ကပြည်ကြီးတကောမြို့နယ်မတ်လ14ရက်နေ့ကမြစ်သားမြို့နယ်နဲ့မတ်လ15ရက်နေ့ကကြောက်စင်မြို့နယ်တွေမှာလူငယ်တွေရဲ့မိဘအုပ်ထိန်သူတွေကိုအချက်ဖက်စကောင်စီတပ်ကတဆိုင်ရန်ရက်ွက်ယုံတွေကိုခေါ်ယူခဲ့တယ်ဆိုပါလေအဲ့ဒီနောက်ရက်ွက်ယုံလဲရောက်ရောလူငယ်တွေကိုစစ်မှုထမ်းခိုင်းမှုအတွက်တဆိုင်ရန်မိဘအုပ်ထိန်သူတွေကမဲနှိုက်ရမယ်ဆိုပြီးတော့မဲလိတ်တွေကိုနှိုက်ခိုင်းခဲ့တယ်လို့အဲ့ဒီမှာမဲပေါက်တဲ့လူငယ်တွေအနေနဲ့စစ်မှုထမ်းပါမယ်ဆိုပြီးမိဘဖြစ်တဲ့သူတွေကိုချက်ချင်းခံဝင်ဂတိလက်မှတ်ထိုးခိုင်းခဲ့တဲ့အပြင် တားဖြစ်သူတွေကိုစစ်တပ်ထဲသွင်းဖို့အသင့်ပြင်ခိုင်းခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိမှာတော့နိုင်ငံတော်အကြီးအကျယ်စစ်ရှုံးပြီးနယ်မြေတွေလက်လွတ်နေရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာတဖက်မှာတော့လူငယ်တွေကိုစစ်မှုထမ်းဖို့ဤပေါင်းစုံနဲ့ဖန်စီပြီးရတူတင်တဲ့ပေးပြီးတာနဲ့ရှေ့တန်းတွေပို့နေရမှာရှေ့တန်းတိုက်ပွဲတွေအတွင်အသီးသီးတင်နေကြတဲ့စစ်သားတွေတဲမှာစစ်မှုထမ်းလူငယ်တွေလက်ဒုနဲ့ဒေးကိုပာနေတယ်လို့တော်လန်ရေးသတင်းအရေးမြစ်တွေကပြောထားကြပါလိမ့်ခင်ဗျ တဆက်ထဲမှာပဲ ARD တိုင်းကကန်ဂျီတောင်မြို့နယ်မှာအခချင်းငွေနဲ့လူစားထိုးခံရတဲ့စစ်မှုန်းတပ်သားတဲ့မောင်စင်ဘိုဘိုဆိုတဲ့သူဟာရှေ့တန်းတိုက်ပွဲမှာပဲသေဆုံးသွားပြီးသူ့မှာလေဖြတ်နေတဲ့ဖခင်ဖြစ်သူကြံရစ်ခဲ့တယ်လို့စစ်ကောင်စီတပ်ကတော့ရော့ဂျင်းနဲ့ခန်းစား권လဲဘာတစ်ခုမှမပေးဘူးလို့ဒေတာတွင်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ10ရက်နေ့ကပဲ ARD တိုင်းကကန်ဂျီတောင်မြို့နယ်မှာအခချင်းငွေနဲ့လူစားထိုးခံရတဲ့စစ်မှုန်းတပ်အပတ်စဉ်6တပ်သားတဲ့မောင်စင်ဘိုဘိုဆိုတဲ့သူဟာ ရှေ့ထန်းကတိုက်ပွဲမှာသေသွားပြီဆိုတဲ့အကြောင်းကိုစစ်ကောင်စီတပ်ကမိသားစုစီအကြောင်းကြားလာတယ်ဆိုပါတယ်အဲ့ဒီလိုရှေ့ထန်းမှာသေသွားတဲ့စစ်မှုထက်တပ်သားတင်မောင်စင်ပူပူဆိုတဲ့သူဟာကံကြီးတော်မြို့နယ်ရေတွင်းစိတ်အုပ်စုမှနေထိုင်တာဖြစ်ပြီးသူ့ကိုအခချင်းဝင်နဲ့စစ်မှုထမ်းမှုလူစားထုတ်ခံရတာဖြစ်တယ်လို့သူတေဆုံးတဲ့အချိန်မှာတော့လေဖြတ်နေတဲ့ဖခင်ဖြစ်သူကြံရိတ်ခဲ့ပြီးစစ်ကောင်စီတပ်ကတော့ရော့ဂျင်းနဲ့ခန်းစား권လဲဘာတစ်ခုမှမပေးဘူးလို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ တဖက်မှာတော့ကချင်ပြည်နယ်ဗမော်မြို့မှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့အချိန်ဂျပန်စစ်ကောင်စီတပ်ကတိုက်ပွဲနဲ့မဆိုင်တဲ့ခရီးရန်ဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရာစိန့်ပက်ထရစ်ဖျားရှိခိုးကျောင်းတင်းအောင်ဆရာကြီးနေအိမ်ရုံးကန်းနဲ့စာတင်ကျောင်းကိုရည်ရွယ်ချက်ရှိရှိမိရှုဖျက်ဆီးလိုက်တယ်လို့ဗမော်မြို့ကန်ပြည်သူတွေနဲ့ KIE သတင်းရှင်းပြကပြောပါတယ်ဖြစ်စဉ်ကတော့လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ဗမော်မြို့မှာမတ်လ16ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲအကြံဖက်စစ်ကောင်စီတပ်က ခရီးယံဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရာဗမော်မြို့စိန့်ပက်ထရစ်ဘုရားရှိခိုးကျောင်းကိုရည်ရွယ်ချက်ရှိရှိမိရှုဖြစ်စည်းသွားတယ်ဆိုပါတယ်အဲ့ဒီလိုအဂျပန်စကောက်စီတက်ရဲ့မိရှုဖြစ်စည်းမှုကြောင့်စိန့်ပက်ထရစ်ကက်သလစ်ဘုရားရှိခိုးကျောင်းဟာမိလောင်ပြတ်ကျသွားတဲ့အပြင်တင်းအုပ်ဆရာကြီးရဲ့နေအိမ်ရုံးခန်းနဲ့စာသင်ကျောင်းပါမိလောင်သွားတယ်လို့ဗမော်ဒေသခံပြည်သူတွေကပြောထားပါတယ်လက်ရှိဗမော်မြို့သိမ်းတိုက်ပွဲကို KNEP ရဲ့ပူးပေါင်းတပ်တွေကအကြီးအကျယ်ဆင်နွှဲနေတဲ့အချိန်စကောက်စီရဲ့တက်စကန်တော်တော်များများကိုလည်းတော်လိုင်းကြီးတပ်တွေကသိမ်းပိုက်ထားတဲ့အတွက် အတိနာနေတဲ့အချက်ဖက်စစ်ကောင်စီတပ်ဟာမမော်မြို့မကြရေးအတွက်လေကြောင်းပစ်ကူတွေနဲ့ပါအသေးတန်ခုခံနေရတဲ့အချိန်မှာပဲအခုလိုတိုက်ပွဲနဲ့မဆိုင်တဲ့ဘာသာရေးအဆောက်အုံတွေကိုပါမိရှုဖြက်စီးတာတွေလှုပ်လာနေတာဖြစ်တယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကြောင့်ရောင်းခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ချစ်စစ်တမားတယ်ကျွန်တော်နားငယ်ပါ